အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ရပိုင်ကအာဆနယ်သင်းက Martin Supermanti ကိုခေါ်ယူဖို့သဘောတူညီမှုရပြီဒါဒီကစားမကအာဆနယ်ကိုပြောင်းရွှေ့လာဖို့တေချာသွားပြီးတဲ့နောက်ပိုင်းမှာတိုက်စစ်မှုကိုအသေးအံစပြီးတော့ Alexander Draiter တဲ့ Andre Bartra ကစတင်ကျူးပါနေပြီဖြစ်တယ် စူပါမန်ဒီကိုဒါရယ်မက်ဒရစ်အသင်းကအချိန်ချင်းစိတ်ဝင်စားတဲ့ဂျိုးပိုင်းခဲ့တယ်။အထူးသဖြင့်မာတင်စူပါမန်ဒီရဲ့အေဂျင့်ဖြစ်သူဟာရယ်မက်ဒရစ်အသင်းနဲ့၃ချိန်တိုင်တိုင်သွားရောက်စကားပြောဆိုခဲ့တဲ့တိုင်အောင်ကစားမကိုရင်ကမီခဲအာတီတာနဲ့အာစနယ်ကိုဂရီပေးထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒါအာစနယ်သင်းကိုပဲပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်နောက်ဆုံးမှာရယ်မက်ဒရစ်ကလက်လျှော့သွားတယ်။မထွေးကိုတိုင်လည်းမာတင်စူပါမန်ဒီကို ကြားဖြတ်ခေါ်ယူတော့မှာမဟုတ်ကြောင်းအတည်ပြုလိုက်တယ်ဆိုတော့ဒီနေရာမှာအာစနယ်အသင်းရဲ့အာဇာဒရိုက်တာတဲ့အန်ဒရီးယားဘာထရာက transfer window မှာတိုက်စစ်မှု3ယောက်ကိုစပြီးတော့သူ target ထားလိုက်တယ်ဒီ3ယောက်ကသူ့ရဲ့ final 3ယောက်ဖြစ်တယ်အဲ့3ယောက်ထဲက1ယောက်ကိုအရခေါ်ယူဆိုမယ်ဆိုတဲ့အကြောင်းပဲဆိုတော့အာစနယ်အသင်းကအခု ဒါဒီအားကစား director ကဒါသူ့ရဲ့ target ၃ယောက်ကြောင့်မပြောခင်ပါအခု football insider နဲ့ spain ကလာတဲ့ feature chat ဆိုတဲ့ report ရဲ့ပြင်သစ်နာမည်ကြီးလက်ခီသတင်းစာရဲ့ဖော်ပြချက်ရဒါ arsenal ဟာဒါ newcastle united အသင်းရဲ့တိုက်စစ်မှု alasana isa အတွက်ဒါပြောင်းရွှေ့ခြင်းပေါင်125တန်တိသုံးဖို့အသင့်ရှိတယ်လို့ဆိုတယ်။ Dangler Rice ကဒါ club ရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းထပ်ပူများတဲ့ ပေါင်125တတ်တိအသုံးပြုပြီးတော့အာလစနာအီဆက်ကိုချိုးပန်းသွားမယ်လို့ဆိုတဲ့ Newcastle United ရဲ့ valuation ကပေါင်150 Euro 180နီးပါးရှိတယ်။ So အီဆက်ကို Arsenal ကတကယ်လိုအပ်တာလေအမှန်တမ်းပြောရင်တော့ Arsenal တိုက်စစ်မှာတကယ်ကိုတိုက်စစ်မှုမရှိဘူး။ Mikel Merino က Manchester Striker အနေနဲ့ကိုးပွဲကိုးကိုးသွင်းခဲ့တဲ့ဒီကြားထဲမှာအခြားကစားသမားတွေအားလုံးအလှည့်ကျပုံစံကစားတာမှန်ပေမဲ့ Arsenal အသင်းတော်တကယ်ကိုလိုအပ်တဲ့ Striker က ဖြစ်မနေခေါ်ရမယ်။ဒီဆက်က125တန်းကဒါညူကာဆယ်ချန်ပီယံလိဝင်ခွင့်ပုံပါလဲမူတည်တယ်။တကယ်လို့ညူကာဆယ်အသင်းနေနဲ့ဒါအပြောင်းလဲတစ်ခုခုလောက်တာတို့ဒါကကလပ်ဝက်ကိုရောဝေါ်ရက်ကော့ထရန်စဖာဖီးတဲ့မှာတစ်ခုပါနိုင်တဲ့အတွက်ကြောင့် maybe စဉ်းစားကောင်းစဉ်းစားနိုင်တဲ့အခြေအနေပေါ့လေ။ကမ္ဘာဆိုင်ကြီးတွေပြောင်းရွှေ့ကြတော့သိနေနေမာဂျူနီယာကတန်း200နဲ့ပါရီစင်ဂျာမင်ကိုပြောင်းနေပြောင်းရွှေ့ကြ။ဒါပေမဲ့ ဗြိတိန်ဗြိတိရှားစံချိန်တင်ပြောင်းရွှေ့ကြီးတွေကတခုဖြစ်သွားနိုင်တဲ့အချိန်မှာဒီနေရာမှာအာဂဇာဒရိုက်တာအသေးကနောက်ထပ် option အခုကိုစဉ်းစားထားတယ်ဆိုတော့ဒါကသူသူဘောလေသူအဓိကဒီအပိုင်းမှာစောင့်ကြည့်နေတဲ့ကစားမနှစ်ယောက်ရှိတယ်အဲ့နှစ်ယောက်ကတော့ဘူးလဲဆိုတော့တစ်ယောက်ကဒါ Victor Jokeres နဲ့နောက်တစ်ယောက်က Benjamin Sacko ဆိုတော့အခုဒါ Football Insider ရဲ့ Daily Express ရဲ့ Telegraph ရဲ့ Times ရဲ့ report ရာ အာဆနယ်ရဲ့အာဇာဒရိုက်တာအန်ဒရီယားဘာထရာကဘာထရာကအခုလက်ရှိမှာဒါသူ့ရဲ့အဓိက တိုက်စစ်ရဲ့နောက်ထပ်နယ်ရိုးအနေနဲ့ချုပ်လိုက်တဲ့အချိန်မှာဘန်ဂျမင်ဆက်စကိုရဲ့အချိန်နေလိုက်စစ်ရဲ့လက်ရှိတရားသည့်အချိန်ဒီကြောင့်ခေါ်ယူရင်ခေါ်ယူဖို့ကောင်းကောင်းအခွင့်အရေးရှိတယ်လို့ယုံကြည်ထားတယ်လို့ဖော်ပြထားတယ်။နောက်တစ်ယောက်ကတော့ Victor Yokres Victor Yokres ကတော့ရှင်းနေပေါ်တူဂီကလာတဲ့မီဒီယာတွေဆိုရင် Arsenal သင်းက ဒါယူရို85တန်းနဲ့ကမ်းလန်းတယ်ဆိုတဲ့သတင်းတွေတက်နေတယ်ဆိုတော့ Benjamin Sachs ကိုနဲ့ Victor Yokres က Axa Trader ရဲ့ choice နေတဲ့သွားတယ် Mikel Arteta ရဲ့အကြိုက်က Alisson Isak ဒီတော့ရောက်ကအာဆန်ရဲ့နွေရာတီတိုက်ခဲ့အတိုက်စစ်ပေါ်လေဒါအခုအစောပိုင်းတော့ကတင်းထွက်နေတဲ့ Matthias Cunha တို့ Lin Dilap ဘာညာဘာညာ Dusan Vlahovic ဒါတွေက Kola Hala အဆင့်ထိပဲရှိတယ်တကယ်တော့ထဲထဲဝင်ဝင်လှုပ်ရှားတာဒီ၃ယောက်သာဖြစ်ပြီးတော့ဒီ၃ယောက်ကိုပဲအာဆန်က ချိုးပတ်မယ်ဆိုတော့အမှန်တမ်းပြောရင်တော့10ကလိုအပ်တယ်ဗျာအခုဆိုရင်ကျွန်တော်တို့တေးကြတယ်ဗျာစတပတ်တော်ဘယ်လိုပြောမလဲဆိုတော့သူတို့ဘက်ကဘဲတောင်မန်ကစားမသူတို့ဆိုရင်တောင်မန်ထဲမှာအန်ထရက်ဆမန်ညိုရဲ့အန်တနီကော်ဒန်ရဲ့နီကိုဝီလျံရဲ့ရာဖေးယားလေယောရဲ့ဆိုတော့သူတို့တာဂက်တွေတော့သူတို့ချပြထားပြီဒါပေမဲ့ပြည်သက်တွေအားလုံးလိုချင်တာကစင်တာဖော်ဝတ်စင်တာဖော်ဝတ်ပဲဖြစ်တယ်ဘန်ဂျမင်ဆက်စကို ဖစ်တေယိုကရက်စ်နဲ့အာလဆနာအီဆက်တို့၃ယောက်ပဲဖြစ်ပါတယ်အာဆန်ပေးတက်တဲ့တကယ်လို့ပြကလပ်ဘက်ကလည်းငွေ၃နိုင်နဲ့မဖြစ်မနေခေါ်နိုင်မယ်ဆိုရင်ဘသူ့ကိုခေါ်ချင်လဲအားလုံးကအီဆက်ပဲပြောပါလားဘလို့မြင်ကြလဲခုံးမမဝေယံပတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်